စိုင်းနဲ့မိုးစုပ်ပန်းနဲ့လေပြင်းနဲ့မိုးစုပ်ပန်းနှစ်ယောက်စုံနဲ့ဆင်းမှာမိုးစုပ်ပန်းရဲ့မွေးနေ့မှာ လေပြင်းရောက်လာပြီးတော့သူပြောတယ်ငါမှကိတ်မုံတော့မပါဘူးလေမိချစ်လေးပဲပါတယ်အဲ့ဘေးရဒါကြောင့်ဒါကြောင့်လေ तू ကယနေ့ချိန်ကြီးရဲ့ဒီအနုပညာလောကမှာယက်တီနေနေတာဆိုတော့ तू ရဲ့ဟိုပုံနောက်အလုပ်လုပ်ပုံကမလွယ်ဘူး ာဘူးလားဆိုကျွန်တော်ကအားနာတာပေါ့ပရမောဆုံးစင်ရိုက်တော့ဆိုအားနာဒါပေမဲ့ကန်ကန်ရှင်ကိုရန်ကပြောစီချင်တယ်ဟုတ်တော့ပြောစီချင်တယ်ဆိုလေဟိုလိုမျိုးမဟုတ်ကျွန်တော်ရဲ့ဇကားထဲမှာဇလန်းထဲမှာကကျွန်တော်ရဲ့ဆိုင်းရဲ့ဖူးရဲ့၃ယောက်ကကျတော့ပကိုးမျိုးမှာငငယ်လေးတွေကတူတူပေါင်းလာခဲ့တဲ့တငယ်ချင်းတွေကိုငယ်ပေါင်းတငယ်ချင်းတွေဖြစ်တဲ့တော့ကျွန်တော်တို့ဒီဇလန်းထဲမှာပြောမနာဆိုမနာတငယ်ချင်းအဲ့တော့ဇလန်းထဲမှာလည်းကျွန်တော်တို့ကကြောင်းနှစ်တယောက်အရန်ရင်းနေပြီးတော့ chemistry ရနေလိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်လည်းဒီဇကားမှာဒီ dialogue တွေဒီလိုအပ်လို့ထည့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ကလည်းပထမတော့အားတော့နာဒါပေမဲ့ဆိုလိုရင်းအသေးပဲကိုသိသွားရဲ့ရှင်တော့ကျွန်တော်အားမနာတော့နောက်ဆင်းနေကြတော့ကိုကတော့ပုံပြီးနည်းနည်းအားပါအဲ့ဒါတစ်ဆင်း၃-၄ဆင်းလောက်ပါတယ်ကျွန်တော်စိုင်းကိုကြိတ်ရတာပြောစရာအဲ့ဒါဘာလဲဆိုတော့အဲ့ဒါစိုင်းစိုင်းစိုင်းပြောစိုင်းဖြစ်စေချင်တဲ့ဟာလေးကိုကျွန်တော်လုံးလိုက်ရင်တော့ကိုကိုမထင်ပါပဲသဘောကျသွားတာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တတိကျော်နဲ့တွေ့ရဲ့အစင်းလေးမှာအဲ့လို ကိုဇော်ဝင်းမှာအဲအဲ့ဒါလေးကတကယ်တမ်းစာတကြောင်းပဲဖတ်လိုက်ရင်တော့ကိုဇော်ဝင်းမှာဆိုတော့ကိုဇော်ဝင်းပါဒီစကလုံးလေးလုံးကစာဖတ်လိုက်ရင်တော့ရိုးရိုးစာကြောင်းတကြောင်းပဲဒါပေမဲ့စိုင်းဖြစ်စေခြင်းနဲ့သဘောတရားရဲ့အက်တင်ရဲ့မှုကဲအဲ့လိုထည့်ပြီးပြောလိုက်တဲ့အခါမှာကျတော့ပုံစံလေးတစ်မျိုးဖြစ်သွားတယ်ဆိုတော့မနေ့ကပိတ်ကားပါမှာကိုကိုလာတော့မယ်လာတော့မှအိုက်ရှင်းလာတော့မှအိုက်ရှင်းလာတော့မှငါဘာဖြစ်နေမှလဲသိဘာယုံကြည်ဘယ်လိုလဲသိဆိုပြီးတော့ကြီးလိုက်တဲ့အချိန်မှာဟာတကယ်ဒီကောင်ဖွင့်ကြောင်တဲ့ကောင်တကယ် တကယ်နှစ်ခုကောင်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးတော့ကိုကိုကောင်းနေရောက်တာကို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 လည်းအဲ့ဒီခန်းလေးမှာပိတ်ကားပေါ်မှာကြီးလိုက်ရတဲ့အချိန်မှာစိတ်ကျဉ်တော့မရှိရဲ့တော်တော်ကြီးကိုသဘောကျတယ်အိုက်စင်းလေးကိုဟုတ်တယ်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 ဘာလို့အဲ့နေရာမှာလေ ဟိုတီးတော့နေဆိုလို့ရှိရင်လေကျွန်တော်အဖြစ်မှလည်းရမ်းခင်တယ်ရမ်းရင်းနေတယ်ဆိုတော့အချိန်မှလည်းသူနဲ့ music video တွေကလူတွေပါရိုက်ပူးတဲ့အခါကျတော့အားနာရမလို့ဘူးရှိန်နေရလည်းမလို့တဲ့အခါကျတော့အဒီစင်းမှာဒီလိုမျိုးချစ်တဲ့မျိုးလုံးလေးအချစ်တဲ့မျိုးလုံးတော့မဟုတ်ဘူးကောနော်ဒါဆက်ဆောင်တွေ့တဲ့အခါမှာကိုကဒီကောင်မလေးကိုစိတ်ဝင်စားပြီးသဘောကျပြီးတော့ကိုကိုဖွန်ချောင်ပြီးမိတ်ဆက်လိုက်တဲ့ဟာလေးဆိုတော့အရင်ကလူပေါ့ဖွန်ချောင်တဲ့မျိုးလုံးလေးနဲ့ကြည့်ပြီးတော့မှကိုစောင်းရအောင်ဟာကြိုက်အဲ့ဒါလေးတကယ်တော့ပျော်တယ်လိုအပ်တယ်ကောနော်ကျွန်တော်တို့ ရုပ်ရှင်မတ်တပ်မှာကိုကအဲဥမာပေါ့နော်ဒီမှာကတော့ဟိုနဲတယ်နဲပါတယ်ပေါ့နော်တခြားသောနိုင်ငံတွေကရုပ်ရှင်တွေမှာကျွန်တော်လက်လန်းမိတလို့ပေါ့နော်ကိုကလည်းဟိုနုပညာဝန်ဆောင်ဖြစ်နေရတဲ့ကာလဖြစ်နေတော့ရုပ်ရှင်တွေတော်တော်များကျွန်တော်လေ့လာပြီးလိုက်ကြည့်ရတဲ့အခါမှာသူတို့တွေကဟိုဘယ်ကနေဘယ်အထိပူလောင်ကြမှာ ဘယ်နေရာနေဘယ်နေရာတိတော့ရိုကြမယ်ဘယ်နေရာကြာလို့ရှိရင်တော့ပြိသက်တွေချိရှုတဲ့အခါမှာအလှည့်ပြောင်းလေးဖြစ်သွားအောင်စိတ်ပေါ်ပါသွားအောင်ဘယ်နေရာမှာတော့ဘယ်လို character ဘယ်လိုဝင်လာရမယ်ဆိုရင်ဟာမျိုးအဲ့လိုမတ်တက်လေးကျွန်တော်သွားတွေ့ရပေါ့နော်ဟိုအဲ့ဒီကကျတော့ကျွန်တော်ကိုအကုန်လုံးကဒီနေရာမှာယုံကြည်ပြီးတော့ပေးရတကယ်တော့လေဒီနေရာကပေါ်ပါရတယ်ဆိုပေမဲ့ဒါတစ်ဖက်ကပြန်လို့ရင်လည်းတောင်းကြီးရယ်တကယ်ဆိုနိုင်ဟိုလေမုံမြင့်မှာဆိုလဲနိုင်ဝင်ဆိုတာကျွန်တော်အပိုင်း30 30 31ပိုင်းပါဗျာ သူများတကာစင်းပေါင်းအများကြီးရိုက်နေချိန်မှာကျွန်တော်ပါတဲ့စင်းမှာဒီတကားလုံးအတွက်စိတ်ထွက်ပေါက် character ဖြစ်တဲ့အတွက်တောင်းကြီးရယ်ဆိုတော့ကိုကအဲ့ဒီဟာလေးလာတင်ယူရတာပေါ့နော်ပြီးတော့ကို character ပေါ်မှာတစ္ဆာရှိတဲ့အတွက်လည်းဒီလိုပရိသတ်တွေရှားချင်းချင်းမြလာရရှိတာဖြစ်တဲ့အတွက်ဒီဇော်ဝင်းမှာလည်းကျွန်တော်တေးဥဆောင်ရဲ့ကာလတစ်ချောက်လုံးမှာတော့အငါကတော့ဘယ်လို character ဖြစ်နေလို့ဘယ်နေရာမှာတေးဥဆောင်ရလို့စင်းကတော့ဘယ်နဲ့စင်းမဲ့ပါလို့ဆိုတော့အထက်ငါပါဝင်ထားတဲ့ဒီဇက်ကားမှာငါ ရဲ့လှုပ်ဆောင်နိုင်မှုဟာဇက်ပေါ်မှာအပြည့်အဝအထောက်ပံ့ဖြစ်စေရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ကနေခဲ့တာဆိုတော့ဒီစကားလေးမှာလည်းရုံပေါ်ရောက်တဲ့အခါကျလို့ရှိရင်ပြိသက်တွေဆီကချင်းချင်းမြတ်တာရပြီးတော့ဇော်ဝင်းဆိုတဲ့တင်းလင်းစိုးကိုပျောက်သွားပြီးတော့ဇော်ဝင်းဆိုတဲ့ character လေးတစ်ခုဖြစ်ဖို့အတွက်ကျွန်တော်ကမျှော်လင့်နေဆုလဲဆုတောင်းအဲ့မှာကိုကတော့ကိုကိုကကိုကြိုက်တဲ့ဟာတော့ဆိုတော့ကိုဇော်ဝင်းမှာဆိုတဲ့ဟာကိုသဘောကျဒါပေမဲ့တကယ်တမ်းဇက်မှာကျွန်တော်အကြိုက်ဆုံးစင်းတစ်ခုရှိရဲအဲ့ဒါလေအဲ့ဒါထွေးလာမှာပါလားမပါလားကျွန်တော်မမှန်မိဘူးဗျာ ရှဲတာရံများကြီးကိုကကိုရောနာစိုင်းနဲ့မိုးစပန်နဲ့လေပြင်းနဲ့မိုးစပန်နှစ်ယောက်စုံနဲ့ဆင်းမှာမိုးစပန်ရဲ့မွေးနေ့မှာလေပြင်းရောက်လာပြီးတော့သူပြောတယ်ငါမှကိတ်မုံတော့မပါဘူးလေမိချစ်လေးပဲပါအဲ့ဘေးရဒါကြောင့်ဒါကြောင့်လဲ तू ကယနေ့ချိန်ကြီးရဒီအနုပညာလောကမှာယက်တီနေနေတာဆိုတော့ तू ရဲ့ဟိုပုံနောက်အလုပ်လုပ်ပုံကမလွယ် တော့ချက်တဲ့နေတော့ချက်မှာပေါ့ဘလောက်ချက်ချင်းနေအများကြီးရေးပြီးတော့ဟုတ်မှာပေါ့သူကဝိတုတွေလည်းရေးရဲအချင်းတွေလည်းရေးရဲအခုဆိုသူကဇလန်းဆန်မျိုးတွေပါရေးနေပြီဆိုတော့ဒီလိုမျိုးဟာဒီရန်ထဲမှာဖြစ်တည်မှုတစ်ခုမရှိဘဲနဲ့ဒါတွေကဖန်ပြီးလို့မရအောင်နုပညာဆိုရန်ထဲရလာအောင်ဆိုတော့သူကအရန်ချက်တယ်ပြင်မာလည်းသူအများကြီးချက်ပုံရန်နေအများကြီးချက်တယ် ူအပြင်မှာလည်းရေးစားရအများကြီးရှိတယ်ထင်တယ်။ကျင်းနေတယ်ကျင်းနေတယ်ဆိုတာလေမနေ့ကကျွန်တော်ကဒါပေမဲ့ပွဲဦးတော့ကျွန်တော်တဝက်လောက်မှရောက်တာဆိုတော့လေအဲ့ကျန်တဲ့တဝက်ကြီးလိုက်တဲ့အချိန်မှာကိုပါဝင်သေုပ်ဆောင်သားဆိုဆင်းနေဆင်းတိုင်းဆင်းတိုင်းမှာလေကျွန်တော်စိတ်ကျဉ်တယ်မှုအပြည့်ရှိတယ်ပြီးတော့ဆိုင်းကိုယေရှုတင်ကျင်တာလေကျွန်တော်လှသောရုပ်ကံများကိုဦးစားပေးပြီးသူကဆက်ပေးထားတယ်အဲ့တော့ယေရှုနိုင်တင်ပါတယ်ဆိုင်းအဲဒီပြီးတော့ဒီစကားရိုက်ကူးနေတဲ့ဆားဆားလေဆုံးပါလေကျွန်တော်ပုံမှာ ချစ်တဲ့စိတ်အပြေဝနဲ့ကျွန်တော်မသိသောမတတ်သောအရာများကိုသင်ပေးပြီးတော့လူချင်းတဲ့အရာကိုမြင်လာအောင်လုပ်နိုင်အောင်သင်ပေးတဲ့ဦးမီပေါ့လေဒီနေ့ကနေချစ်စင်လိုက်တူပါတယ်နော်